မင်္ဂလာပါအားလုံးကျမကဒေါက်တာကျက်စမင်ရဲ့ဖြစ်ပြီး Apollo Seoul Jubal Hills Hyderabad မှာအကြီးကန်းတာဖော်မီရဲ့နဲ့မိခင်ယောဂအထူးကူ laparoscopy ခွဲစိတ်ဆရာဝန်တဦးပါဒီနေ့မှာတော့တကယ်မိဖွားခြင်းရဲ့လက္ခဏာတွေကဘာတွေရှိလဲဆိုတာကိုဆွေးနွေးပေးသွားမှာပါဒီလက္ခဏာတွေကိုခံစားတွေ့ကြုံရင်ဆေးရုံကိုဆက်သွယ်နိုင်ပါတယ် လူတိုင်းတိကျတဲ့အတိုင်းမိဘချင်းအနာစာတွေကတိုက်အိမ်ဝင်3 6ပတ်လောက်ဒါမှမဟုတ်6လလောက်မှစတင်လာတတ်ပါတယ်။တခါတလေတော့မိဘချင်းအနာစာတွေအစိုးပိုင်းမှာလည်းစတင်လာနိုင်ပါတယ်။ဒါကူတော့ preterm labor လို့ခေါ်ပါတယ်။ဒါကြောင့်ဒီလိုသတိပေးလက္ခဏာတွေကိုတွေ့ရင်တော့တင့်ရဲ့ကျန်းမာရေးစောင့်ရှောက်သူစီကိုချက်ချင်းသွားရောက်ဆက်သွယ်သင့်ပါတယ်။ခံမှားဆုံးလက္ခဏာကတော့ပိုက်တင်းခြင်းဒါမှမဟုတ်ပိုက်နာခြင်းနဲ့အတူကြောနာခြင်းပါပဲ ဒုတိယအနေနဲ့ရေဖောက်ခြင်းဒါမှမဟုတ်ရေယိုထွက်ခြင်းဖြစ်နိုင်ပါတယ်။ဒါကတော့ amniotic fluid တအိမ်ရေထွက်လာတာပါ။တတိယအနေနဲ့တွေးထွက်ခြင်းမှာတွေးထွက်ခြင်းကရှောက်၊တွေးနေရောင်နှဲငယ်ဒါမှမဟုတ်မွေးညူရောင်အညစ်အကြေးနဲ့ရောထွက်တာဒါမှမဟုတ်မိခန်းလူငယ်အညစ်နဲ့ရောထွက်တာဒါမှမဟုတ်သွေးသက်အနီရောင်ဖြစ်ထွက်လာနိုင်ပါတယ်။ နောက်ထပ်လက္ခဏာတစ်ခုကတော့မအီမသာဖြစ်ခြင်းအန်ဂျင်နဲ့အတူနာကျင်မှုကလည်းပိုကြာမြင့်နိုင်ပါတယ်ဥပမာ9မိနစ်ကနေ30မိနစ်အထိနာကျင်မှုရှိနိုင်ပြီးအဲ့ဒီနာကျင်မှုတွေကြားမှာအနည်းငယ်အနားယူခြင်းလည်းရှိနိုင်ပါတယ်ဒါကြောင့်ဒီလိုလက္ခဏာတွေကိုခံစားရင်ချက်ချင်းစိတ်ယုံကိုတွားရောက်ဆက်တွဲတင်ပါတယ်ကျေးဇူးတင်ပါတယ်